နတ်တွေကလူတွေရဲ့လူလောကကိုမတမဆိတ်ဝင်စားတယ်ကိုယ်နဲ့မပတ်သက်ဘူးလို့ထင် ထင်နေကြတော့လည်းပဲနတ်တွေကလူတွေနဲ့အလွန်ပတ်သက်မှုရှိတယ်ဘာဖြစ်လို့ရောဆိုတော့လူပြည့်မှာကုသကောင်းမှုလုပ်ပြီးနတ်ပြည့်ရောက်သွားကြတာဆိုတော့လူလောကအရေးကိုနတ်တွေကပိုဆိတ်ဝင်စားတယ်လို့ပြောအောင် လူပြည့်ကစီးပွားရှာလို့ကောင်းတယ်။မပြေကလူတွေတော့ထိုင်းတို့ဒီနာသွားရှာနေကြစီးပွား။တတိကတော့လူပြည့်ကိုစီးပွားရှာကြ။လူပြည့်ကစီးပွားရှာလို့အောင်မြင်သွားတဲ့တတိဟာတပြည့်ပါဘုဒ္ဓကုကြီးပြီးတော့ချမ်းမြမ်းသာသာနေသွားကြစီးပွားရေးအောင်မြင်တဲ့ပုဂ္ဂိုလ်တွေအရင်ရောက်သွား။ဆက်ဆံမှုတွေရရှိတယ် တနေရာထဲမှာတဘွားထဲမြဲနေကြတာမဟုတ်ဘူးဓာတ်တွေနဲ့လူတွေနဲ့ဆက်ဆက်မှုဆိုတာအလွန်ကိုများတယ်ရသဗျာဟောတဲ့ထုထသာရကလေးတွေမှာလည်းဓာတ်တွေအကြောင်းကိုထဲဟောတယ်ကိုရောက်တဲ့နေရာမှာတဲ့ကုသကောင်းမှုလုပ်ပြီးဓာတ်တွေကိုမေတ္တာပို့ပါအမြဝေပါ အမြဝေပါ တရားအစ်စ်နေတိုင်းနေတိုင်းမြတ်စွာဘုရားအတ္တကိုတရားအစ်စ်ရောက်လာပြီဆိုရင်ကုသကောင်းမှုလုပ်ပြီးတတ်တွေကိုမြတ်ဝေပါတဲ့လူတွေလည်းမြတ်ဝေကြတာပဲသို့သောကိုမြတ်ဝေတာကိုသိတဲ့လူကကိုမိတ်ဆွေတွေအနိပါပဲရှိနည်းနည်းပဲရှိနော်ကိုအမြတ်ဝေတာကိုစောင့်စားမျှော်လင့်နေတာကတော့နတ်တွေပဲကုသကောင်းမှုလုပ်ပြီးတော့ နတ်တွေဆုံးသမ်းမြောက်တယ်ဒါလူတွေကမသိဘူးနတ်နဲ့လူနဲ့ဘယ်လောက်ထိအောင်ပတ်သက်နေတုံးဆိုတော့အဲ့ဆိုပြလက်ထက်တုန်းကကင်းကမြေကန်းကျိမှာပါတလိဆိုတဲ့ရွာကိုမျိုးပြတီထောင်တဲ့မျိုးပြတီထောင်မှု မြေခွက်တွေချတဲ့အချိန်မှာအဲ့ဒီမြေခွက်တွေ တရားတွေရိုက်ပြီးဆိုကြတယ်တတ္တိကတရားဥကုန်ပြီတဲ့တတ္တိကရင်လာပြီနေရာဥတယ်တဲ့အဲလူတွေမသိဘူးဘယ်သူကသိတော့ဆိုမြတ်စွာဘုရားဒေဝဆကုနဲ့ချီးတဲ့အခါသိတာကောင်းမေဆိုတဲ့နေရာကိုတကိုးကြည့်တဲ့နှက်ကယူထားတယ်သူစင်တာနဲ့သူပဲအဲတကိုးကြည့်ဆုံးနှက်ရှူတဲ့နေရာကို မျိုးပြပလန်ခြားတဲ့ပုဂ္ဂိုလ်တွေကဘုရင်နန်းတော်အဖြစ်ဆောက်ဖို့စိတ်ဝင်စားတယ်အဲ့ဒီစိတ်ဝင်စားတဲ့နေရာသည်နတ်တွေကတကိုးကြီးဆုံးနတ်ကယူထားတဲ့နေရာပဲဖြစ်တယ်အဲ့တော့တကိုးကြီးဆုံးပုဂ္ဂိုလ်နေရာကိုတကိုးကြီးဆုံးနတ်ကနေသူ့ဆင်းနဲ့သူနေကြတယ်ဆိုတဲ့ပဲအဲ့တော့ပတ္တိဆိုတဲ့ရွာကြီးကိုမြို့တီတုံးကမြတ်စွာဘုရားက လောကကြီးကိုကြည့်လိုက်တဲ့အခါဒေဝဆက်ခုထဲမှာဟာပါတလိမြို့ကလည်းလူတွေကအကွဲရိုက်တယ်လို့ထင်တာနတ်တွေကလည်းနေရာတွေယူထားလိုက်ကြတော့ပါလားကြည့်လိုက်တကူကြည့်တဲ့နတ်တွေနေရာယူတဲ့နေရာပင်းစိုးရစာနေရာသူတဲ့အဆင့်တစ်ဆင့်နေသွားရင်ဘူးကြီးမရအဲ့တဲ့တစ်ဆင့်နေသွားရင်တထေးသေးကျွယ်အဲ့တဲ့တစ်ဆင့်နေသွားတယ်ကျတော့တမန်ရွက်တွေဖြစ်သွားသူအဆင့်လိုက် လူတွေရဲ့အဆင့်လိုက်နတ်ကလည်းပေါင်းတဲ့ဆက်ဆက်ဒါကတော့မှန်တာပဲတထေးရက်ွက်ဆိုတထေးတွေကြီးပဲနေကြတာလေအော်သူဆင်လိုက်သူ နေကြတယ်ဆိုတာသဘောဝါကြပါဘောကြချမ်းသာပြီးဆင်းမြဲတဲ့လူတွေနေရဘုံကရှိတဲ့လူတွေနေရတတ်တရားလည်းဘုံကရှိတဲ့တတ်တရားနေကြ ခေတ္တရန်ကုန်မြို့ကသင်္ချိုင်းနေတယ်မှာအိမ်နေဆောက်တာကြတော့ဘသူတွေနေကြတယ်တော့မသိဘူးနော်သင်္ချိုင်းနေရတော့မြန်မြန်လူနေရဌာနတွေဖြစ်ကုန်တယ်တကူကြီးတဲ့နတ်ရောက်လို့ရှိရင်တော့တကူမကြီးတဲ့နတ်တွေအလိုလိုဘေးခွာသွားကြရတာဒါသဘောပါပဲ လူမမဟုတ်ဘူးတိဆန်လောကလည်းဒီတိုင်းပဲတိဆန်လောကလည်းဒီတိုင်းပဲတကူကြီးတဲ့တက်ရောက်လာရင်တော့ခုနကအဆိုးသွမ်းနေရပေးရောက်သွားတာမမရတခုပြောမယ်ဆိုရင်စကိုင်းမှာဘုန်းကြီးတို့ကြောင်းတောင်းလေးတနေရကအဲ့ဒီကသွားရင်ကြက်သိမ်းထားတယ်ဘာကြောင့်လို့မသိဘူး အလုံးကလည်းညံနေစမသွားရကြဘူးအဲ့နေအဲ့နေရောက်တဲ့ရင် စိတ်ကတမျိုးဖြစ်တယ်အဲ့ဒီနေရာကိုဗောဓိပင်နဲ့ဆိုင်လိုက်ရောအကျသိမ့်ထားတာလည်းပျောက်သွားတယ်တော့နေဝီယူကြီးလည်းခုနအဲ့ဒီနေရာရောက်လို့စိတ်ထဲမသားမရမကြည်မလဲဆိုတာလည်းဖြစ်တော့ဒါတကယ်ပဲမြင်တော့မမြင်အောင် မြင်တော့မမြင်အောင်ဘာမှမမြင်အောင်ဒါပဲလို့ပြောင်းလဲမှုတွေရှိတယ်စိတ်ခံစားမှုမှာ ပြောင်းလဲမှုတွေရှိသွားတယ်အဲ့တော့စဉ်းစားပြီးတော့ကြည့်ရတာတော့မြတ်စွာဘုရားရဲ့ဗောဓိပင်စိုက်လိုက်တဲ့အခါမှာဗောဓိပင်စောင်းတဲ့တကိုကြည့်တဲ့နတ်ရောက်လာကုန်ရတယ်ဆရာလာတဲ့အခါအဆိုးအသွမ်းတွေပေးဖယ်သွားကြရှိတော့ဒါဘုဆေးကြည့်တယ် တော့တင်းညိုက်နေမှာလည်းပဲမျိုးပြတီထောင်လိုက်လို့တကူကြည့်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်တော့ခုနတကူမရှိတဲ့သိုးသန်းတဲ့နတ်တွေပါတွေကပေးရောက်သွားဖြစ်တို့လည်းဖြစ်နိုင်မှာဖြစ်နိုင်တော့မြတ်စွာဘုရားကိုယ်တိုင်ကပါတလိပုတ်မျိုးကြီးတဲတဲ့ခါမှာနတ်တွေနဲ့များတိုင်ပင်ပြီးတဲထားသလားလို့ ထင်ရလောက်အောင်ရုပ်ွက်ရွက်တွေချထားပုံမှာလူတွေတွေနေရဥရမဟုတ်ပဲနဲ့နတ်တွေကပါနေရဥနေတာကိုမြတ်စွာဘုရားပြန်ရတယ်။ပြင်တို့ရှန္နနာကိုမိတ်တာဒီပါရလိမုတ်မျိုးကြီးကိုဘသူတွေလဲတဲနေတာဆိုသူဏိတာနဲ့ဝတ္တကာရမကြည့်လို့ပါဗျာ။ဧတောရိန္ဒနတ်တွေ နတ်တွေနဲ့တိုင်ပင်ပြီးတော့မြတ်တဲသလားလို့အောင်မရတော့အောင်သူတို့မျိုးကွအကွက်ချစီမံထားတာဟာနတ်တွေကပါပါဝင်ပတ်သက်နေတယ်ဆိုတော့မြတ်စွာဘုရားဟောခဲ့ဘူးတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားနေရာအစ်စ်နေပြီဆိုလို့ရှိရင်ကုသကောင်မှုလုပ်ပြီးနတ်တွေကိုမြှဝေပါတဲ့အမြှဝေလို့ရှိရင်တတ္တိရဲ့မေတ္တာကိုရမယ် ဒါမှန်တယ်လေလူတော်မှဖိတ်ကြွေးလဲလို့ရှင်မေတ္တာရောက်တော့တာတတိဿံကျပိုသိတာလေလေကတ်တတ်တဲ့ခွေးတောင်ကြွေးလို့ရှင်လေ ကိုမြင်မိနဲ့တတိဿံကသိတယ်အဲ့တော့နတ်တွေလည်းအခုလို့ဖိတ်ပြီးတော့အမြတ်တမ်းပေးဝေလိုက်တဲ့အခါသူတို့ကျင့်တဲ့မေတ္တာရောက်တယ်သူတို့မေတ္တာရောက်လို့ တို့ကဆောင်းလျှောက်ပြီဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်ဟာအကောင်းမဲ့ကြုံရတယ်မကောင်းတာမကြုံဘူးပြည့်စုံသက်ဆုံးမကြုံတော့ဘူးလို့သူဆိုတယ်။ဒါမြတ်စွာဘုရားဟောတဲ့ဒေသနာတော်မှာပါတယ်။အဲ့တော့ဒီမင်္ဂလာတုတ်ဟောတော့ကလည်းနတ်တိအများကြီးပဲဘလုံးများတော့ဆိုတာကိုအရေးအတွက်နဲ့ပြောမယ်ဆိုရင်တော့ခရီးဝေါင်းမြောင်ရတော့လို့ပြော ဓမ္မစကြာတရားဟောတော့ကလည်းနှက်တွေကလေးပေါ့နှက်အသင်ချေတဲ့ပြမ78ကလေးတဲ့ကျွတ်တန်းဝင်တာတယ်မယ်နော်အခုလေမင်္ဂလာတို့ဟောတော့ကစက်ကြောလားတတောင်းကနေပြီးတော့နှက်တွေရောက်လာကြအဲ့တော့နေရမရှိတော့သူတို့ဘလောက်ထိအောင်ခန္ဓာကိုယ်ကျုံပြီးတော့နေကြတော့ဆိုအဖျားလေးနဲ့ထောက်လောက်တဲ့ နေရလေးစဉ်းစားကြည့်ပေါ့ကိုကိုကကိုထောက်ကြည့်အပြားကလေးထောက်ကြည့်အပြားကလေးလောက်ပဲထောက်လို့တဲ့နေရချင်းချင်းလေးမှာအဲ့20ရောက်ရောက်20 30 40အဲ့လိုစုပြီးနေကြတယ်သူတို့ဘုံမှာတော့ချောင်းချောင်းချီးကြည့်ပဲဒီမှာတော့အပြားလေးချလောက်တဲ့နေရလေးလောက်အဲ့လောက်ထိမှနတ်တွေဟာ70 40 40အဲ့လိုနေကြတာအဲ့ တင်းတင်းကြပ်ကြပ်လည်းမဖြစ်ဘူးတဲ့ဖျားတရားအာဇင်တို့သူတို့နတ်ပေါင်းများစွာစုဝေးရောက်ရှိလာတဲ့တရားပွဲတွေကိုအထက်ကရာမှာမှတ်တမ်းတင်ထားတာ ပါတယ်တော့ဆိုမာသ